အာဖရိကနိုင်ငံတွေအတွက်ကတော့ငပြားဟာစိန်ခေါ်မှုအကြီးကြီးတစ်ခုပါပဲအထူးသဖြင့်ကျမတို့နိုင်ဂျီးရီးယားနိုင်ငံလိုမျိုးအဲငပြားကြောင့်မလို့ယောဂဖြစ်တာတည်ဆုံနေအဲနှုတ်အကျန်းများနေတဲ့နိုင်ငံတွေအတွက်ဆိုလို့ရှိရင်ကျမတို့ငပြားကောက်ဝေးဆေးမဖြစ်မနေထိုးပေးရဖို့ရှိရပေါ့ဒါကြောင့်မလို့ကျမတို့တကယ်လို့သာငပြားကောက်ဝေးဆေးဒီပုံမှန် routine immunization နေတဲ့မှာတပါဝင်ခဲ့မယ်ဆိုလို့ရှိရင်ဒီလိုနိုင်ငံမျိုးတွေကိုကျမတို့အဓိကဦးစားပေးပြီးတော့ထိုးပေးနိုင်ထိုးပေးရနိုင်မှုအတွက်လိုအပ်တယ်ပေါ့နော်ဒီမှာပုံမှန်ကတော့ကျမတို့ကင်ညာမှာဒါအရင်ဆုံးကျမတို့ vaccine candidate ပေါ့နော် malaria candidate vaccine candidate vaccine ဆိုတာကအဲထိုးပြီးတော့မယ်ပေါ့နော်ဖို့ထိုးပြီးတော့မယ်ဒီဟာပုံမှန်ကာဝေးဆေးတို့လုပ်ငန်းမှာထည့်တော့မယ်အဲ့လိုမထည့်ခင်မှာဆိုတော့ကနဦးအနေနဲ့ရှေ့ပြေးထိုးပြီးတဲ့အနေထားကိုပြောခြင်းဖြစ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်မိခင်ရဲ့ ဒါအဲလာသားကလေးတွေပေါ့နော်နောက်ကျွန်မတို့9နှစ်ယောက်ကလေးပေါ့အဲ့လိုကျွန်မတို့အဲ vulnerable ဖြစ်တဲ့အနေရများတွေငပြားပိုးဝင်နေဆိုလို့ရှိရင်ဒါတေပြောက်များနိုင်တဲ့အုပ်စုကိုကျွန်တော်ဦးစားပေးပြီးထိုးပြနေထားကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲတကယ်လို့များပေါ့နော်ကျွန်မတို့ပုံမှန်အတိုင်းအဲငပြားကာဝေးခြေလုပ်ငန်းတွေမှာစပြီးတော့ဒါထိုးနိုင်ခဲ့မဲ့လာခဲ့မယ်ဆိုလို့ရှင်လည်းပဲဒီတိုင်းဆင်မတို့လုပ်ပြရမှာဖြစ်ပါတယ်ကလေးရဥစားပြီးပေါ့နောက်တစ်ခါဆင်မတို့ကိုဝင်ဆောင်မျိုးသမီးတွေရတော့ပို့ပြီးတော့ဥစားပေးပြီးတော့ထိုးပြရမှာဖြစ်ပါတယ် ဒီမှာကျွန်တော်တို့အပြားကာဝယ်ဆေးတွေဘယ်နေရာမှာတွားပြီးတော့တက်ရောက်တယ်ဆိုတာကိုပုံလေးနဲ့ရှင်းလင်းထားရပေါ့နော်ကျွန်မဒီမှာပြရစင်တာကအသေးစိတ်ပဲအဲကာဝယ်ဆေးတွေကတော့နံမယ်တွေကတော့ဘီလိုနေရာတွေမှာတွားပြီးတော့ဒါတက်ရောက်တယ်ဆိုရဲဟာပြောချင်တာမဟုတ်ဘူးအများကြီးရှိတယ်ဆိုရဲဟာပြောချင်တာအဲအခုကျွန်မတို့ RDSX တို့နောက် RD21 တို့ vaccine တို့ဆိုတာတော့လက်တလုံးမှာကျွန်မတို့ WHO ကနေပြီး endorse လုပ်ပြီးသားပေါ့နော်အဲတက်မှတ် ဒါစနေစင်မျိုးတွေနဲ့ပြည့်မြဲဆိုပြီးတော့ထိုးဖို့ရန်အတွက်ခွင့်ပြုထားရဲဆိုရဲကောက်ပစီပေါ့နော်အဲဒါဆိုတော့ညာလေးကျွန်တော်ဘတ်ဂျက်ခက်ခဲအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့လို့အများကြီးယူတော့မလွှမ်းချုံနိုင်သေးဘူးဦးစားပေးပြီးတော့ကျွန်တော်တို့ခုနကပြောသလိုအာဖရိကနိုင်ငံတွေကဦးစားပေးအဓိကထိုးပေးတဲ့အစထိုးပေးတဲ့အနေအထားမှာရှိနေပြီပေါ့နော်ဒါပေမဲ့လုံလောက် ဒီလားဆိုတော့လည်းပဲအဲ့လောက်တော့မဟုတ်သေးဘူးပေါ့အဲ့တော့တခြားသောဆရာမတို့ကပို့ပြီးတော့ဒီထက်ပို့ပြီးတော့မမြန်မမြန်နေနာလူအကုန်လုံးတပြေးညီပေါ့နော်လွှမ်းခြုံနိုင်အောင်လို့ဆိုပြီးခါကြတော့ကာဝယ်ဈေးတွေကိုတခြားသောဒီထက်ပို့ပြီးတော့ဈေးသက်သာတယ်ဒီဈေးသက်ပို့ပြီးတော့လွယ်ကူတာမျိုးများရှိနေမလားဆိုပြီးတော့တခြားသောဒါစမ်းသက်တဲ့ကာဝယ်ဈေးတွေလည်းအများကြီးရှိသေးတယ်ဒီမှာဆိုရှင် NDCSB MAB ဆိုတာဒါဒီဟာလေးတခုရှိရမှာဒါကဆရာမတို့ကမိုနိုကလိုနဲ့အန်တီဘော်ဒီအင်ဂျင်နီယာလုပ်ထားတာပေါ့နော်ဒါနီးပညာနဲ့ပြုပြင်ထားတဲ့ဒီဟာမျိုးတွေလည်းပဲရှိရတယ်ဒါကဆရာမတို့ ဒီမှာဆိုလို့ရှိရင်ဒီ chemically radiated ပေါ့နော်ဒီဓာတ်ရုနီးယနောက်တစ်ခုကဆက်မတို့ရဓာတ်ရောင်ကြီးပေးပြီးတော့လဲပဲဒါကဒီအဲ sporozoite ပေါ့ malaria sporozoite ကိုပေးလိုက်ပြီးတော့ခါကြတော့အထဲထဲမှာကျမတို့ကာဝယ်ဆေးပုံစံမျိုးအာနိသင်ရရှိအောင်ပေးထားတဲ့ဟာတွေလည်းပဲရှိတယ်။ဒါကကျမတို့ဒီ myozoite antigen vaccine ပေါ့နော်အတူကပြီးဆက်မတို့ဒါ MSP လို့ခေါ်တယ်။အဲဒါတွေလည်းပဲရှိတယ်။ဒါကတော့ဆက်မတို့ antigen ပေါ့အကောင်ပေါ့နော်ဒီငှက်ဖြားရဲ့ဒီ antigen ကိုဒါဟိုကျမတို့ဥတီပြီးတော့ခါကြတော့ထုတ်လုပ်ထားတဲ့ vaccine ဖြစ်တယ်။ဒါကကျမတို့ဒီမှာ last stage မှာဆိုလို့ရှိရင်လည်းပဲကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်းပဲဒီ trouble site တွေကိုတွားပြီးတော့ data seed ပေးဖို့ရင်အတွက်ဒါကဝယ်စည်းတခါရှိသေးတယ်ဒါကကျွန်တော် anti transmission vaccine လို့ခေါ်တယ်ကူးစက်မှုမရှိရလေအောင်ထုတ်လုပ်ထားတဲ့ vaccine တွေလည်းမရှိပါဘူးဒီမှာဆိုလို့ရှိရင်လည်းပဲဒီမှာသူ့ရဲ့နာမည်အောက်မှာအသေးလေးတွေတော့အများကြီးရေးထားပါသေးတယ်ကျွန်တော်တို့ပြောစင်ဆိုလိုတာကတော့ဒီ stage alive ပေါ့နော် sporozoite အဆင့်မှာလည်းရှိတယ် meiozoite အဆင့်မှာလည်းပဲရှိတယ် trophozoite အဆင့်မှာလည်းရှိတယ်နောက်တစ်ခါ transmission မလုပ်ခင်ပါနော် gametozoite အဆင့်အဲ့ဒီလိုမျိုးကျွန်တော်တို့အဆင့်တိုင်းအဆင့်တိုင်းမှာကာဝယ်စည်းထုတ်လုပ်ဖို့ရန်အတွက်ကိုကျွန်တော်တို့အများကြီးဒါတွေကလုပ်လို့ရနေသေးတယ်ပေါ့ ော်သူတို့ညာလေးဆက်မဆက်လက်ပြီးတော့ဒါစံသက်အရာဥမာတွေရှိရဲနောက်တစ်ခါကျတော့ဒီတက်ပို့ပြီးတော့ဈေးဈေးသက်သာတဲ့နောက်လူအများကြီးတွန်းရှုံနိုင်နေဒါပဲဖြစ်အောင်ကျွန်တော်ပုံမှန်အဖြစ် routine immunization program တွေမှာထည့်လို့ရအောင်လို့စူးစမ်းနေစေအဆင့်တွေလည်းအများကြီးရှိတယ်ဆိုတာဒီမှာဒီနေရာမှာပြောစင်ပါတယ် မလေးရီးယားလိုင်းဆိုင်ကအကြောင်းကိုဂျင်းညံ့နေပြီဆိုလို့ရှိရင်အခုကျွန်မပြောနေတဲ့အချက်ကလေးတွေကိုတခြားလွယ်လွယ်ကူကူနဲ့ကိုမြင်နိုင်ပါလိမ့်မယ်။အဲ့တော့ကျွန်တော်ရဲ့ Excel YouTube Video မှာနှစ်ခုကျွန်မပြထားတာလေးရှိတယ်။ Live ဆိုင်က1နဲ့2ပေါ့နော်။အဲ့ဒါလေးတခြားဂျင်းညံ့အောင်လေ့လာပြီဆိုလို့ရှိရင်တော့အခုပြောတဲ့ဟာလေးတွေလွယ်လွယ်လေးပဲပဲ။ဒီမှာကျွန်တော်တို့အဆင့်တစ်ခုချင်းစီလိုက်ပေါ့နော်။ Human ထဲမှာဆိုလို့ရှိရင်လည်းပဲသူရဲ့ဒီအဆင့်လေးတွေရှိရယ်။နောက်တစ်ခါကျ Mosquito ခြင်ထဲမှာဆိုလို့ရှိရင်လည်းသူရဲ့အဆင့်လေးရှိရယ်ပေါ့နော်။အဲ့တော့ခြင်ထဲမှာအတွက်ကိုလည်းကျွန်တော်တို့ vaccine ထုတ်လို့ရပါတယ်။အဲလူတွေအတွက်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင့်လေး ပို့ပြီးတော့ vaccine ထုတ်လို့ရတဲ့အဆင့်တွေပို့ပြီးတော့များတာပေါ့နော်အဲ့ဒီမှာပါဆင်မော်ဒီမှာဆိုရင် sporozoite infection အဆင့်ကိုထားတာရှိတယ်။နောက်အသေးသေးပေါ့နော် infected hepatocyte ကိုတွားပြီးတော့ kill လုပ်တယ်ပေါ့နော်ဒါတွားပြီးတော့ဖယ်ရှားပြင်းလင်းမိတဲ့အဲကာဝေးဆေးရဲ့လည်းရှိတယ်ဒါကြောင့် myozoite invasion ပေါ့နော် ဒီလို site တွေအဲပြန့်နှံ့နေဟာကိုတွားပြီးတော့ဓာစီပြရဲဆိုတော့အစ်စင်မှာလည်းပဲ vaccine တွေရှိတယ်နောက်တစ်ခါဆို RBC mediated ပေါ့နော် RBC နဲ့ပတ်သက်ပြီးတော့ red cell blood stage မှာဒါတွားပြီးတော့အဲ innervate လုပ်တဲ့အစ်စင်တွေလည်းပဲရှိရပေါ့နော်ဒါခြင်ထဲမှာတော့ sexual stage development ကိုတွားပြီးတော့ innervate လုပ်တဲ့အစ်စင်တွေအဲ ਨੇ ပုံစံမှာကောင်းပါးကြီးထုတ်တာတွေအများကြီးရှိပါတယ်တစ်စင်ချင်းစီမှာကျွန်တော်တို့ခုတည်းမကပေါ့နော်အများကြီးဥစမှာပို့ပြီးတော့ဒီ trial တွေလုပ်ထားတာရှိရပေါ့နော် phase တွေကအစုံပဲ1တွေရှိရ2တွေရှိရအစုံပဲပေါ့နော်အဲ့တော့လောလောဆယ်မှာစမ်းနေကြတဲ့အစ်စင်တွေပဲ များကြီးရှိသေးတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီအလားအလာအားဖြင့်ကတော့မကောင်းမှုမရှိမှုရှိတယ်။ကောင်းလည်းကောင်းပါတယ်။သူတော်ညာလည်းပဲအဲခုနကကျွန်တော်ပြောသလိုကုန်ကြမ်းကြီးများပြားတာနောက်တစ်ခါကျတော့တချိန်နဲ့တပြိုင်တည်းမှာလွှမ်းချုံပြီးတော့တိုးနိုင်ဖို့ရဲ့ပုံမှန်ကာဝယ်ဆေးလုပ်လုပ်ငန်းတွေမလုပ်နိုင်ဘူးရဲ့တော့ကကျတော့လက်ရှိနေတာနေရတော့အလံဝင်နေတယ်ပေါ့နော်။သူတော်ညာလည်းပဲအဲဒီဒီလိုကာဝယ်ဆေးတွေရလာခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အတက်နိုင်ဆုံးဒီအနေအများဆုံးအုပ်စုဖြစ်တဲ့ကလေးငယ်တွေပေါ့နော်။အတက်၅နှစ်ယောက်ကလေးကိုဝင်စားအောင်တွေကတင်ငပြားရောဂါကြောင့်မလို့ကူးဆက်ပြအဲကူးဆက်တာနောက်ပါကျအသက်သေးဆုံးတစ်ထိုင်ကျွန်တော် ျမတို့အများကြီးရောကြဖို့အဲမျှော်လင့်ထားရတာလေးတော့ရှိတယ်ပေါ့နော်အဲ့တော့ကာဝယ်ဈေးတဲ့ဟာမှာအခုကျွန်မပြောခဲ့တဲ့အဲနှစ်ခုပေါ့နော်အဲ့ဒါတွေပတ်သက်ပြီးတော့ဆက်လက်ပြီးတော့အသေးစိတ်ကိုလည်းပဲအဲတပီပြောပြောပြပို့ချပေးပါဦးမယ်ထပ်ပြီးတော့သိချင်တာရှိရဲဆိုလို့ရှိရင်လည်းကျွန်မတို့ comment box ထဲမှာရေးခဲ့နိုင်ပါတယ်ဆမဒီမှာစကားလုံးလေးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းနဲ့အဲ့ဒါကတော့ pre immunization ဆိုတဲ့စကားလုံးဖြစ်ပါတယ်အဲ့တော့ကျမတို့ဒါ immunity ကို အဲကနဦးအားဖြင့်အခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့စကံလုံးဖြစ်ပါတယ်အဲ့တော့သူရှိမှာပါရှိတယ်ကြည့်ရမယ်ဆိုလို့ရှင် partial premunition ဆိုတာရှိတယ်အဲ့ဒီမှာပါရှိမယ်ကြည့်ရလို့ရှင် partial immunity ဆိုတာရှိ immunity ဆိုတာကဒီမှာကုကန်နိုင်စွမ်းကိုခနာကိုကနေပြီးတော့တခြားသောပြင်ပနေကိုကူးဆက်ပိုးတွေဝင်လာတဲ့အခါမှာတုံ့ပြန်နိုင်စွမ်းအနေအထားကိုဖော်ပြရခြင်းဖြစ်တယ် partial ဆိုတာတစ်ဝက်တစ်ဝက်ဖြစ်နေကြမလို့ငပြားပိုးဝင်လာတဲ့အခါမှာခနာကိုကနေပြီးတော့တစ်ဝက်တစ်ပြက်ကုကန်နိုင်စွမ်းပြရတဲ့အနေအထားကိုဆရာမတို့ကဒီစကံလုံးအနေနဲ့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါအောင်အခြေခံပြီးတော့ပဲဆရာမတို့ကကုကန်စနစ်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးတော့ကာဝယ်ဆေးထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ဒါလေးကို ့ရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်မဒါကကျတော့ငှပြားနဲ့အသက်ပေါ့နော်နောက်တစ်ခါကျတော့ပြင်းထန်မှုကျွန်မတို့ဒီမှာဒီ graph မှာကြည့်လို့ရတယ်ဒီဘက်မှာကျတော့ကျွန်မတို့လူရဲ့ဒီချိုးစားပေါ့နော်ဆိုတော့ကျွန်မဒီမှာ0 to 5ပေါ့နော်အဲ့တော့ ောက်မှာကျွန်တော်နှစ်အဲ့တော့ငါပထမ9နှစ်လောက်အတွင်းမှာဒီငါးပြားပိုးနဲ့ထိတွေ့ရဆိုလို့ရှင်တော့တရားရခိုင်နှုန်းလောက်ကကျွန်တော်တို့ကူးဆက်အဲဒီမှာပိုးဝင်ပြီးတော့ဟာကျွန်တော်ငါးပြားပိုးရဲ့ပြင်ထန်မှုပြတိတိပပကိုခံစားရနိုင်နေတဲ့အခြေအမျိုးရှိတယ်ဆိုတော့ကငါးပြားပိုးဝင်နေငါးပြားလူနာဖြစ်တယ်အဲ့လိုတော့ဟာကြတော့ငါပြားအဲပိုကူတာဖို့အတွက်စီကုန်တက်ပြီးတော့စေးတာရတဲ့စဉ်းစားထားမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အချိန်ကြာလာတဲ့အခါမှာ graph ရဲ့တခြားသော line လေးအဲတခြားသောဒီမှာရှိတဲ့ color မတူတဲ့ line လေးတွေကိုကြည့်လိုက်ပေါ့နော်ဒီဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအချိန်ကြာလာလေးလေး သူ့ရဲ့ဒီအဲရခုခံနိုင်မှုစနစ်တကူကနေဖြစ်ထွန်းလာတဲ့အတွက်ကြောင့်မလို့ကြာလာလေးလေးကျမတို့ကဆက်ဆက်ပြပြဖြစ်တယ်ဆိုတဲ့အနေထားကပြပြနဲ့ရောကြလာလေးလေးပေါ့နော်ဆိုတာကပိုးရှိရတယ်ဒါပေမဲ့လည်းပဲလက္ခဏာမပြောင်းငါးပြားလက္ခဏာမပြောင်းဖျားတာပြူတာမရှိဘူးအဲဒါမျိုးတွေကျမတို့တွေ့ရနေတယ်ပေါ့နော်အဲ့တော့အဲ့ဒါဘာလဲဆိုလို့ရှင်ငါးပြားရှိရဒေတာမှာကြာကြာနေတယ်ဆိုလို့ရှင်ကအဲ့လိုမျိုးနေထားတွေဖြစ်လာပြီးတော့တကယ်လို့များအဲ့ငါးပြားဖြစ်ဖြစ်ွားတဲ့နေရငါးပြားပေါ်တဲ့ဒေတာကနေထွက်သွားပြီးတော့ခါကြတော့မရှိတဲ့နေရပေါ့နော်ငါးပြားမရှိတဲ့နေရနိုင်ငံကို ကူးသွားမယ်ဆိုလို့ရှင်တော့အဲတခါထက်ပြီးတော့အဲ့လူကငှက်ဖျားဖို့တိတ်ပဲကုကန်နိုင်ဆိုရင်မရှိတော့ကြွယ်ဟာမျိုးဖြစ်သွားပြန်ဝင်ဒါကကျမတို့ကကုကန်စနေရဲ့မငြိမ်သက်မှုပေါ့နော်ငှက်ငှက်ဖျားပိုးကိုကျမကုကန်စနေကနေပြန်ပြီးတုံ့ပြန်နေဆိုရင်အဲ့လူမျိုးအပြောင်းလဲလေးရှိရတသက်မတဲ့မဟုတ်ဘူးဆိုတော့ကျမတို့နားလေလို့ရတယ်အခုပြောရဲကျမတို့ဒီ premonition ဆိုတာလည်းပဲတဖြည်းဖြည်းနဲ့ကျမတို့ကဒီကုကန်စနေဖြစ်ပေါ်လာတယ်ဆိုရင်တောင်မှအဲ့ဒါကမငြိမ်သက်ဘူးနောက်တစ်ခါကျတော့သူ့သူ့ရဲ့ကုကန်စနေအလုံးလုံးပေါ်လာတယ်နားလေရခက်တယ်ဒီသားမှရှိရဲဆိုတော့ကျမတို့သိ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 လို့ရှင်ဖြစ်ပါတယ်အဲ့တော့အောက်မှာအချိန်ရှိရဲပေါ့နော် ဘယ်လောက်ကြာလဲဆိုရင်ကျွန်တော်နှစ်ပေါင်း35နှစ်၄နှစ်၄နှစ်40လောက်ဒီကျွန်တော်တိကျဆက်ပြီးတော့လေ့လာထားတဲ့အခါမှာဆိုလို့ရှိရင်တို့ဒီဆက်ပြီးတော့ခါကျခုခံဆွမ်းအနေနဲ့အဲရှိနေရဲနောက်တစ်ခါကျပိုးအဲဝင်မယ်ဆိုလို့ရှိရင်လည်းတို့အနေနဲ့အများကြီးအဲလက္ခဏာတန်းပြီးတော့ပြရဲဆိုရင်ဒါမရှိပဲနဲ့နှစ်ပေါင်းများစွာလောက်ပေါင်းများစွာရရက်တဘောင်များစွာပေါ့နော်လုံးဝသူ့ကိုယ်ကိုယ်နဲ့မအောင်ပြီးတော့ခါကျလက္ခဏာမပြမယ်နေနိုင်လဲဆိုတော့ပြောင်းပြဖြစ်ဒါပေမဲ့လည်းပဲအရှင်းကြီးလုံးဝပြသွားတာတော့မဟုတ်သေးဘူးပေါ့နော် ်ဒီမှာကျွန်မတို့ premiumation နဲ့ငပြားအကြောင်းလေးထပ်ပြီးရေးထားသေးတယ်ပေါ့နော်စိတ်ဝင်စားရဆိုလို့ရှိရင်တော့လေလာပါအဲ antibody ကျွန်မ antigen antibody interaction အဲပုံမှန်အထက်ကိုပို့ပြီးတော့ဟာကြတော့ဒီ premiumation မှာဖြစ်ပေါ်လာတဲ့ antibody reaction အောင်ရှုပ်ထွေးဖို့ရှုပ်ထွေးတယ်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်တို့ plasmodium ဒီအာ malaria parasite ရဲ့ sporozoite stage ရော myozoite stage ပေါ့နော်အဲ့ဒီကောင်ဒီမှာကျွန်တော်တို့က antibody ထွက်လာခဲ့တယ်အဲ့ကောင်ကကျွန်တော် premiumation ဖြစ်ပေါ်စေရဖြစ်ပါတယ် immunoglobulin E ပေါ့နော်ကျွန်တော် parasite ဖြစ်တဲ့အတွက်ကြောင့်မလို့ IgE ထွက်တယ်ပြီးတော့ eosinophilia နေခါကျတော့အထက်ထဲက granule data တိုက်ခိုက်တဲ့စအဲ့ချိန်မှာကျွန်တော်စပြီးတော့ခါကျတော့ငပြားဖို့တိုက်ခိုက်တဲ့ protein တွေစထုတ်ပေးတယ်ပေါ့နော်အဲ့ချိန်မှာဖြစ်လဲဆိုလို့ရှိရင်ခဏကျွန်တော်တို့ဒီပူရဲဒီသင်္ကန်းစ စားဖို့ချိန်မှလည်းပြောထားသလိုပဲ plasmodium ရဲ့မျက်နှာပြင်ကဆိုမှ antigen တွေဟာခဏခဏတော့အများကြီးပြောင်းလဲနေတဲ့အခြေအနေမှာရှိတယ်ပေါ့ဒါကြောင့်ကျမတို့က preparation လုပ်ငန်းစဉ်အောင်မြင်စေဖို့အတွက်ကကြာအဲ့ဒီလိုမျိုးပြောင်းနေစေတဲ့အကောင်တွေအကုန်လုံးကိုကျမတို့ကခြုံငုံပြစ်နိုင်မှရမယ်ဆိုလိုတာကသူ light ပြောင်းသလိုမျိုး plasmodium antigen ပြောင်း light ပြောင်းနိုင်ကိုကျမ preparation ကလိုက်ပြီးတော့အောင်မြင်လုပ်နိုင်ဖို့ရတဲ့အတွက်ကအလုပ်တွေအများကြီးလုပ်ဖို့လိုသေးတယ်ပေါ့ဒါကြောင့်ကျမတို့ဆိုတာဖြစ်ပါတယ်အဲ့တော့ malaria မှာအပြင်ဒီလိုလုပ်ငန်းစဉ်မျိုးကိုဒီလိုဖြစ်စဉ်မျိုးကျမ tuberculosis ပေါ့နော် TB ရောဂါ syphilis နဲ့တခြားသောကျမတို့ bacteria ရောဂါတွေဖြစ်တဲ့ relapse င့်ဖီပါရုမှာလည်းဒီခန်းကနာတွေ့ရတယ်ပေါ့ဒါပေမဲ့လည်းပဲဒါကိုကျွန်မတို့အပြည့်ဝနားလေကိုရနေဆက်လက်ပြီးတော့လုံအောင်မင်းတခြားမရှိတယ်ဆိုတာကျွန်မပြောချင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်မတို့ကအဲ့ဒီမဖြစ်စင်နေကြောင်းမလို့ပါရှယ် immunity ကလည်းပဲရတဲ့အတွက်ကြောင့်ဟိုလိုရဲ့တခါကျွန်မတို့ပြင်အပြားရဲ့မြို့မီစားပုံစံနေသားကိုကလည်းပဲကနအူးတဲရောက်ပါတော့ရှုပ်ထွေးရတဲ့အတွက်ကြောင့်မလို့ကောက်ဝဲစီထုတ်လုပ်ဖို့ရန်အတွက်ကိုစံကြာနေတာညောင်းနေနေတာနောက်တစ်ခါကျတော့အပြည့်ဝခုခံစွန်းနေရရှိဖို့ရန်အတွက်ကိုစင်ခေါ်ချက်တွေများစွာရှိနေဆိုတော့ကျွန်မတို့နားလည်လို့ရပါတယ် ပုံမှန်မြင်နေရတာကအာဖရိကတိုက်အလယ်ပိုင်းချက်နိုင်ငံမှာငကြားကာဝေးဆေးတို့လုပ်ငန်းကိုပြီးခဲ့တဲ့2024အောက်တိုဘာမှာလှုပ်ဆောင်ခဲ့တဲ့မြင်ကွင်းထဲရတချို့ဖြစ်ပါတယ်။ဆိုတော့ချက်နိုင်ငံဆိုတာကကုန်းတွင်းဘိတ်နိုင်ငံတနိုင်ငံကြီးတယ်ပေါ့နော်။အာဖရိကနိုင်ငံအလယ်ပိုင်းမှာရှိတဲ့သူနဲ့ဒီဇင်ကရဲ့ဒေတာတွေမှာလည်းပဲဒါ မငြိမ်သက်မှုတွေနောက်စစ်မှတ်ဖြစ်ပွားမှုတွေလည်းပဲရှိနေပါတော့သူတို့နိုင်ငံကဆိုလို့ရှိရင်လည်းအင်တန်မှာကမ္ဘာစင်ရဲဆုံးနိုင်ငံတွေတန်းအင်တန်မှာအောက်ရောက်တဲ့နိုင်ငံတွေမှာပါတယ်ဒါကြောင့်မလို့အဲကာဝယ်ဈေးထိုးတဲ့ဒီ WHO အဖွဲ့လိုအဖွဲ့အကြီးတွေနဲ့အတူကာဗီတို့နောက်တခြားသောဆရာမတို့ဒီမှာရေးထားတဲ့အတိုင်းပဲ UNICEF နောက်ဆရာမတို့တတိယဘေးကရဲ့ Gay Foundation တို့ပေါ့နော်အဲ့လိုလိုမျိုးဆရာမတို့တခြားသော Alliance တွေနဲ့ပေါင်းပြီးတော့ခါကြာကာဝယ်ဈေးထိုးတဲ့လုပ်ငန်းတွေဒီမှာစတင်ပြီးလှုပ်ဆောင်ရတာဆိုရှင်ချက်နိုင်ငံတွေနဲ့ဟာသူကကာဝယ်ဈေးပေါ့နော်ဒီ RDS vaccine နဲ့ပတ်သက်ပြီးတော့တသိန်းတသိန်းခွဲလောက်သူတို့ရ ရှိခဲ့လို့တော့ပြောရတယ်ပေါ့နော်ဆိုတော့ကာဝယ်ဆေးထွက်ရနေထားတာဆိုမှလူကလေးငယ်လေးပေါ့နော်အသက်6လနေပြီးတနည်းခွဲတွင်းမှာရှိတယ်ကလေးတွေကိုထိုးနှံပေးရနေထားဖြစ်ပါတယ်အဲ့တော့ကာဝယ်ဆေးအနေနဲ့ရတော့ဆိုမှတော့အနည်းဆုံးတော့3ချိန်ပေါ့နော်ပြီးတော့နောက်ထပ်ထပ်ပြီးတော့ကာဝယ်ဆေးအာနိသင်ထပ်ပြောလို့ရှိနေဆိုလို့ရှိရင်4ချိန်နောက်ထပ်ပြီးတော့ ထိုးရဲဆိုရင်နေထားလည်းပဲရှိတယ်ဆိုတော့ဒါကကြောင့်ကျွန်တော်တို့ကလေးငယ်ဝယ်ခြင်းမှာအဲ့လိုထိုးထားခဲ့တယ်ဆိုလို့ရှိရင်ငပြားကြောင့်မလို့ကလေးဆေးုံတက်ရတာငပြားကြောင့်မလို့ကျွန်တော်တို့တည်ဆုံရတယ်ဆိုရင်နေထားမျိုးတွေရှော့ချပြီးနိုင်တယ်ဆိုရင်နေထားကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ပေါ့နော်စံသက်တွေ့ရှိမှုတွေအများဒါမျိုးတွေကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်မလို့ထိုးပေးရဖြစ်ပါတယ်အများကြီးရောရရင်တော့မဟုတ်ဘူး၃၀ရရင်တော့ပဲဖြစ်ဒါပေမဲ့ကျွန်တော်တို့ကဘာပြောအတိုင်းသာတစ်ခုဒီလိုမျိုးကျွန်တော်တို့ကဘာအစင်းရဲဆုံးနဲ့ဖွမျိုးဝင်အနေကြဆုံးနောက်ကျွန်တော်တို့အစ်မက်ဖြစ်သွားတယ်နောက်မငြိမ်သက်မှုတွေရှိရဲဆိုရင်နေရာမှာဆိုလို့ရှိရင်ထိုးပေးမယ်ဆိုလို့ရှိရင်အကျိုးရှိနိုင်တယ်ဆိုပြီးတော့ဒီလိုမျိုးနေရာမှာစတင်မျိုးခါကျတော့ထိုး ေးနေကြဖြစ်ပါတယ်ပေါ့နော်ဆိုတော့မနေ့ကတော့ကျမတို့ကဒီမလေးရီးယားနဲ့တခြားသောကျမညူမကောကဲဗက်ဆင်းတို့ရိုတာဗိုင်းရပ်စ်ဗက်ဆင်းတို့ပေါ့နော်ဒါယူလဲကျမတွဲပြီးတော့ခါကြတော့ triple roll out ဆိုပြီးတော့တို့လုတ်ခဲ့တဲ့အနေထားလေးရှိတယ်ပေါ့နော်ဆိုတော့ဒါလေးရကြတော့အဲသူများနိုင်ငံမှာဘယ်လိုလုပ်လဲဆိုတဲ့အနေထားအရေး now အစိုးရကျမတို့တအားဆင်းရဲပြီးတော့ခါကြတော့မတက်နိုင်ဆိုတဲ့အနေထား now ကျမရေးစနစ်ကလည်းချစ်ချုံကြရဆိုရင်ဒီတိုင်းမှာဆိုလို့ရှိရင်ဒီလိုမျိုးကမ္ဘာအဒီကာကွယ်ဆေးဆေးထိုးအဖွဲ့ကြီးတဲ့ဒီဒီရန်ချိန်ဆက်ပူပေါင်းမျိုးခါကြလောက်ဆောင်နေတာမျိုးတဲ့ဆိုတော့ကျမတို့ဒီမှာတွေ့ရမှာဖြစ်ပါတယ် ဒီမှာကျွန်မခုနကပြောတဲ့ check နိုင်ငံပေါ့နော်ဟိုကျွန်မတို့ဟိုအာဒီယူရိုဘက်ကဟို check နိုင်ငံမဟုတ်ဘူး CHAD check ပေါ့နော်ဒီဘက်မှာကျွန်မတို့ဆူဒန်တို့လီဗျာတို့လိုမျိုးမနေငိမ့်သက်တဲ့နေရာတွေရှိတယ်သူတို့နိုင်ငံဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်တာမှာနော်အရန်ပူတယ်အာဖရိကပြည်တွေဆိုတော့ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တယ်ပေါ့နော်တခြားနိုင်ငံလိုမျိုးကျွန်မတို့ဘေဟိုဘက်ဒီဘက်တခြားနိုင်ငံတွေနဲ့စီးဆက်တာမျိုးမရှိမဲနဲ့ကုန်းတွင်းပိတ်မှာဖြစ်နေပြီးတော့အဲကျွန်တော်တို့ယောဂာနေရာဖြစ်တယ်မြန်မာကုဆတ်ယောဂာတွေပေါ်များတဲ့ဒေသဖြစ်တယ်နိုင်ငံဖြစ်တယ်နောက်ကျွန်မကြီးစနေကလည်းပဲသူတို့ရှိမှာတော်တော်လေးအညံ့ဖြစ်နေပေါ့နော်နောက်တစ်ခါကျတော့ဒီအာနာသိ င်းနေဆိုကိစ္စရတယ်ခဏခဏအောင်ဖြစ်နေတာ corruption ပေါ့နော်လက်စားရတယ်ဆိုကိစ္စရလည်းအကြီးကျယ်ကိုတို့နိုင်ငံမှာပြဿနာအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်မတို့အဲဒီလိုမျိုးဒီအဲပြင်မဆင်မတက်ပုံရိုက်တယ်ဆိုလို့ရှင်တာမှာတက်ပုံရိုက်တယ်ဆိုရင်ဒီထားရတဲ့ဟာအင်တာမှာကျွန်မအနေရများရတယ်ပေါ့နော်ပြောရမယ်ဆိုဒါမျိုးကကျွန်မတို့ကအဲနိုင်ငံရဲ့အနေထားကိုကျွန်မတို့ကအဲ ဒီလိုမျိုးကောင်ကာဝယ်ဆေးထိုးလုပ်ငန်းကြီးစပြီးတော့လုပ်ရတယ်ဆိုရင်ဒီထားကဘာကြောင့်လဲဆိုတော့ကျွန်မတို့ကအဲတည်ထားဖို့လိုရယ်ပေါ့နော်ကျွန်မတို့နိုင်ငံဆိုလို့ရှိရင်အချိန်မှာမငြိမ်သန်းမှုတွေတအားများနေတယ်။နောက်ကျမကြီးစနေရဆိုလို့ရှိရင်ပြိုလဲနေတယ်ဆိုရင်ဒီထားမျိုးကျွန်မတို့ကလက်ခံရမှာဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်မို့ကျွန်မတို့အခုလိုမျိုးအခြေအနေကြားတဲ့မှာမှဒီလိုမျိုးအဲဒီကာဝယ်ဆေးအစ်စ်တွေစမ်းသပ်ပြီးတော့ ဲဖြစ်စေဒါမှမဟုတ်ရှင်နေမဲ့ဆန်းသက်ပြီးသွားပြီးတဲ့အချိန်မှာအောင်မြင်မှုထူရှိရတဲ့ကြောင့်မစတယ်မျိုးထိုးနိုင်တယ်ဆိုရင်ဒီတိုင်းမျိုးပါဖြစ်စေပေါ့နော်မီရိုနိုင်ငံမှာလေးပဲ roll out လုပ်မယ်ဆိုလို့ရှင်နေစမစဉ်းစားကြရအချက်တွေကိုထည့်သွင်းပြီးတော့စဉ်းစားလို့ရအောင်စမဒါလေးကိုထည့်သွင်းပြီးပြပြရရစီဖြစ်ပါတယ် ဒီမှာကျမတို့မလေးရီးယားကာဝယ်ဆေးအဲနှစ်နှလုံးနှလုံးတွင်းပုံเนาะသူသူဖြော်ရတာเนาะအဲ့တော့ကျမတို့ဒီမှာ second sporozoite protein ပေါ့เนาะမလေးရီးယား plasmodium ရဲ့ကျမတို့ protein ပေါ့เนาะ second sporozoite protein ရဲ့နောက်တစ်ခါကျတော့အဲကျမတို့ virus အာနိသင်အဲရအောင်ကျမတို့ virus ရဲ့ကျမပိုးကူးစက်နိုင်တဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ဒီပွားများရဲ့ဆိုရင်အာနိသင်ကိုကျမတို့ယူထားတာဖြစ်တဲ့အတွက်ကြောင့် hepatitis B virus ရဲ့ virus like particle နဲ့ပေါင်းပြီးတော့ခါကျတော့ကျမတို့ဒီထဲထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာဆိုလို့ရှိရင်ကျမတို့ဒီအောက်ကအနီအောင်ပလင်းတွေကတော့ live lice ပေါ့เนาะဒီ ဒါ flight ရဲ့သဘောတရားကိုကျွန်တော်တို့ကျူစီသင်ခန်းစာမှာရှင်းပြပြခဲ့ပြီဖြစ်တယ်ကျွန်တော် save ဖြော်ရဲဆိုရင်ဒီသားတွေမှာဘယ်ဟာဖြစ်ပေါ့နော် reagent တွေဖြော်ပြန်ဆိုရှင် live flight ဆိုရင်သဘောတရားပါလဲဆိုတာကျွန်တော်ပြခဲ့ပြီဖြစ်တယ်အဲ့တော့ဒီမှာ RDS D S ပေါ့နော်ဒီမှာ RDS ဆိုတာဒီဘက်ကဒီ protein ကိုပြောတာဖြစ်တယ် S ကကျွန်တော် virus hepatitis virus ရေကျွန်တော်တို့ S antigen ပေါ့နော် surface antigen ဆိုတာယူထားတာဖြစ်တယ်ပေါ့နော်အကာဝေးစီ antigen ရရှိရအောင်အဲ့တော့ဒီဘက်ကကြတော့ ချော်ဖို့အတွက်ပေါ့နော်ပေါ်ကကျတော့ဆီမှာအရှိပေါ့သူကလည်းပဲဆီမှာကင်မီကယ်မျိုးဖြစ်တယ်ဒီအာနိသင်ကိုပို့ပြီးတော့ဟာကျကောင်းစေရပေါ့နော် immune response ပို့ပြီးကောင်းစေရမယ်ထုတ်လို့ဒါအဲ့လိုဆီမှာတော့နှလုံးတွဲလေးလာတယ်အဲထိုးရမှာတော့1 2ဆိုတော့ပေါ့နော်ထိုးပြီးသွားအဲ့ဖြော်ပြီးသွားပြီဆိုတော့ဆီမှာတို့6နိုင်အတွင်းမှာထိုးဖို့အတွက်တော့ဟိုလိုအပ်တယ်ပေါ့နော်ဒါကအချိန်ကာလကန့်သက်ပေါ့ ဒီမှာကျွန်တော်တို့ခုနက CSV protein ကြောင့်နည်းလေးထပ်ပြီးတော့ကျွန်တော်တို့သိထားဖို့လိုပါမယ်။ဒါကဒီဟာကြီးတစ်ခုလုံးဝကျွန်တော်တို့က solo web virus like particle ဖြစ်တယ်ပေါ့။ဒါမျိုးကျွန်တော်တို့က solo web ဖြစ်ပြီးတော့ကျွန်တော်တို့သွေးထဲမှာထိုးလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်။အဲဒီရောက်ရှိသွားအောင်ပေါ့နော်။ခနာဝင် immune response ရရှိသွားအောင်ဖြစ်တယ်ပေါ့။ဆိုတော့ဒီဘက်မှာကသူကအောက်မှာအဲစိမ်းရောင်လေးရှိရယ်ပန်းရောင်လေးရှိရယ်ဆိုတော့ဒီမှာပန်းရောင်လေးอ่ะဆိုလို့ရှိရင်ဒီမှာကြည့်လိုက်လို့ရှိရင်အာအောင်ပြောချင်တာဖြစ်တယ်ပေါ့နော်။ဒီဟာက repeat ကနေယူထားတာ။နောက်ဒီဘက်ကကျတော့ TR ကျတော့ TCR ယူထားပေါ့။ဒါကကျွန်တော်တို့ malaria parasite ရယ် CS protein ပေါ့နော်။ second sporozoite protein ရယ် genes တွေကိုကျွန်တော်ပြောတာဖြစ်တယ်။ ဲ့တော့ဒီဂျင်းတစ်ခုကိုယူနေတော့ကျွန်မတို့ hepatitis B ပေါ့နော်အတင်းအောင်တော့ပါ B ဖို့အနေချင်းယူလာပြီးတော့ခါကျတော့သူတို့သုံးခုကတထွေနောက်တစ်ခါကျွန်မအဲ့သူတို့သုံးပေါင်းထားပြီးတော့မှထပ်ပြီးတော့ခါကျ hepatitis B စားပစ်တဲ့နေချင်းနဲ့နှစ်ခုပေါင်းပြီးတော့ရောပြီးတော့ခါကျအာနိသင်ပို့ပြီးတော့ကောင်းအောင်ပေါ့နော် virus like particle virus ကိကျွန်မတို့ပို့ပြီးတော့ပွားများအောင်ပို့ပြီးတော့ immune response ပို့ကောင်းထည့်ပေးတာဖြစ်တယ်ပေါ့ဒီဘက်မှာကျွန်မတို့ T-cell ပြီးတော့လည်းပါပြီးသားဖြစ်ကြအောင်လို့ immunogen နဲ့ဖြစ်တဲ့ကြားလို့ကျွန်မတို့ထည့်သွင်းပေးလိုက်တာဖြစ်တယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကနာမည်အဖြစ် RDS ရေးဖြစ်ကျွန်မ S မှာထည့်ပြီးတော့ပေါင်းမရဖြစ်တော့ RDS, S ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ရေးထားတယ် RDS fusion protein protein ဖြစ်တယ်ပေါ့ RDS ကတော့ပေါင်းထားပြီးသား1233ပေါင်းထားပြီးသား fusion protein အဲ့ဒါမှထပ် HBS protein ထပ်ပြီးတော့ပေါင်းထားပြီးတော့ mix လုပ်ထားတာဖြစ်တယ်ပေါ့ဒါလေးကကျွန်တော်တို့က solvable virus like RDS လို့ပြောရခြင်းอ่ะအဲ့လိုကျွန်တော်ပေါင်းထားနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပြောရခြင်းဖြစ်ပါတယ် အခုပြောခဲ့တဲ့ကျွန်တော်တို့ sporozoite ဆိုတာကတော့ဒီ second sporozoite အဆင့်ပေါ့နော် life cycle အနေနဲ့ကတော့ကျွန်တော်တို့ချင်းအနေပဲကူတယ်လူတွေရောက်သွားလို့ရှိရင်လူရဲ့အသေးဟက်ဘက်ဒို site ကိုသွားပြီးတော့ infect လို့လည်းသွားပြီးတော့ကူးစက်စီရဲပေါ့နော်ပြီးတော့ခါကျတော့ myozoite တွေအများကြီးထောင်ချီပြီးတော့ခါကျတော့အဲ့ဒီကောင်ကနေပြီးတော့ sporozoite တွေအများကြီးဆင်ပွားလာကြတယ်ကျွန်တော်တို့ကဒီ sporozoite အဆင့်ကိုသွားပြီးတော့ target လုပ်ပြီးတော့ထားရပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကတက်ပြီးတော့အသေးရနေပြီးတော့ဆင်ထပ်ပြီးတော့ခါကျတော့ myozoite တွေတက်မြင်မပွားများရလीအောင်ဒါကျွန်တော်တို့ကကာကာဝယ်ပြီးတဲ့ဓာတ်ဆီးပြီးတဲ့ဆိုတဲ့အဆင့်ဒါကြောင့်ကျွန်တော်တို့ကမဝင်လာ ုံးမဟုတ်ဘူးဝင်လာပြီးတဲ့အချိန်မှာရောဂါဖြစ်ပေါ်မှုအရင်ပြင်းထန်မှုမရှိအောင်နော်အဲ့ဒါကြောင့်မလို့ဈေးုံတက်ကူတိုင်းရတဲ့နေသားမျိုးမရှိအောင်အတိအပြောက်နေအောင်နော်တန်တန်ကိုချွတ်ကြပြီဒါကြောင့်ကျမတို့က30ရာခိုင်နှုန်းလောက်ပဲချွတ်ကြပြီလို့ပြောတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့က4 dose ပေါ့နော်3 3ကဟုတ်ပဲနဲ့4ကလောက်ကျမတို့ထိုးရတာခါကျမပဲပို့ပြီးတော့ကျမစိတ်ချအောင်ပဲပေါ့နော်ဒါကြောင့်မလို့လည်းပဲထပ်ပြီးတော့ကော်ဝေးဈေးရဲ့အဲထပ်ထပ်မှန်ပြီးတော့သူ့ရဲ့အာနေသင်ကိုအပြည့်ရရှိအောင်လို့ကော်ဝေးဈေးထုတ်လို့တင်နေထားမျိုးတခြားဟာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်အခု RDSS အပြင်ပေါ့ပေါ့နော်အဲအဲ့တော့ကျမမီယိုဇိုက်ဆိုလို့ရှင်လည်းပဲအဲ့လိုပဲသူကသူ့ရဲ့ဒီမီယိုဇိုက်ကိုဓာတ်ဆီးလိုက်ခြင်းရ ားဖြင့်ဒီ exponential ဖြစ်တဲ့ကိစ္စပေါ့နော်စပေါင်းများစွာအများကြီးပေါင်းများစွာကိစ္စတွေအရင်ဖြတ်ပြီးတော့ခါကြတော့ parasitemia တွေတောက်ဒီ clinical illness တွေဖြစ်အောင်တားဆီးပြီးတော့ myocyte တွေလည်းတော့ attack လုပ်တာရှိတဲ့ခါကျမကမီတိုဆိုက်ပေါ့နော်ကမီတိုဆိုက်ကတော့ကျွန်တော်တို့ကဒီအဲသူကနေပြီးတခြားလူတွေထပ်ပြီးကူးစက်မှုမရှိရအောင်တွားပြီးတော့တားဆီးတဲ့အဆင့်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့က blood transmission တို့တခြားသောကျွန်တော်လူအစုလိုက်အပြုံလိုက်မှာအဲဒီတွားပြီးတော့ block transmission ပေါ့နော်အများကြီးတွားပြီးတော့အဲ ပြောင်းကူးစက်မှုမရှိရလဲဒါရှိတဲ့အဆင့်ဒါဆမားဒါဒါမျိုးဆမားတို့ကသူ့ရဲ့ parasite ရဲ့အဆင့်လိုက်ပေါ့နော်အများကြီးကိုဒါထပ်ပြီးတော့ထိရောက်တဲ့ကောင်ပဲစီတင်ထင်မှုအတွက်လိုနေသေးတဲ့ဆိုတဲ့ဟာကိုလည်းပဲဆမားတို့ကအတိထားဖို့လိုအပ်တယ်ပေါ့နော်ဒါနဲ့လည်းမပြီးပါဘူးမလီရန်ကောင်ပဲစီဒီငါတို့နိုင်ငံမှာတကယ်လို့များရရှိခဲ့ပြီဆိုလို့ရှိရင်တော့ဒါကြီးငါတို့လုံးဝဖောက်ပြောက်သွားပြီးတော့ပြိုးသွားပြီလားဆိုအဲ့လိုမျိုးလည်းမဟုတ်သေးဘူးဆိုတဲ့ဟာမျိုးဆမားကပြောစင်တာဖြစ်ပါတယ်